အခုရေးဖို့ခက်ခဲရှိတဲ့သူလေးတွေ right အားနည်းတဲ့သူလေးတွေကတခါလေးတူလိုက်ပြီးတော့ရေးကြည့်ရအောင်ဒီတစ်ခါတစ်ခါရေးမှာကတော့ my dream vacation ဆိုတော့ကိုသွားချင်တဲ့နေရာလေးပေါ့နော်ဒါဆိုအရင်ဆုံးကိုကဘယ်နေရာလေးသွားချင်တာလဲစဉ်းစားကြည့်ပါရှင်ဒါလေးကိုကြည့်ချင်းအားဖြင့်တခြားလူတွေသည်အထူးသဖြင့် descriptive writing အမျိုးအစားဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါကိုကိုကဖော်ပြပေးတယ်ပေါ့တစ်ဖက်လူမြင်သားထင်သားရှိအောင်ဖော်ပြပေးတယ်တရုပ်ဖော်ပေးတယ်ဆိုတဲ့အရေးသားမျိုးနဲ့ရေးတော့မှာဖြစ်ပါတယ်ဒါကို A2 B1 လောက်ဆိုရင်စပြီးတော့ရေးလို့ရပါပြီရှင်မတူမရှိ paragraph လေးပဲ ယ်ပေါ့နော်အရင်ဆုံးတစ်ချက်တော့ brainstorming section နဲ့စကြည့်ရအောင်ကိုသွားချင်တာဘယ်နေရာလဲပြီးတော့ဘယ်အချိန်ကာလပေါ့နော်ဘယ်လိုရာသီဥတုမျိုးစားဘယ်အချိန်ကာလလောက်သွားချင်တာလဲတကယ်လို့အဲ့နေရာကိုရောက်ပြီဆိုရင်မနက်ခင်းမှာဘာတွေလုပ်ချင်လဲနေ့လယ်မှာဘာတွေလုပ်ချင်လဲညဘက်မှာဘာတွေလုပ်ချင်လဲအဲဒါလေး၅ခုကိုအရင်စဉ်းစားကြည့်ပါရှင်စဉ်းစားပြီးတော့ဒီ၅ခုကို sentence တွေဖြစ်အောင်ဘယ်လိုရေးရမလဲဆိုတာကိုသွားကြည့်ရအောင် ထမအဦးဆုံးတခြားလူတွေဒီကိုသွားစင်တဲ့နေရာလေးကိုဖော်ပြတဲ့အခါဒီလို sentence လေးသုံးလို့ရပါတယ်။ My dream vacation would be a peaceful trip to Sapa. Sapa ကတော့ဒီ Vietnam မှာရှိတဲ့မြို့လေးတစ်မြို့ပေါ့နော်။ဆိုတော့ကိုသွားစင်တဲ့နေရာလေးကတော့ peaceful အေးချမ်းချမ်းလေး trip တစ်ခုဖြစ်ပါတယ်။ Sapa ကိုသွားတဲ့အေးချမ်းချမ်းနေရာလေးတစ်ခုဖြစ်ပါလိမ့်မယ်။ဒီနေရာမှာတခြားလူ would ကိုသုံးတယ်။ဘာကြောင့်လဲဆိုတော့ကိုကတကယ်မဟုတ်သေးတာရယ်။ကိုသွားစင်တဲ့ center ကိုရဲ့ wish ကိုဖော်ပြတဲ့အတွက်ကြောင့်ရယ်။ ကဲဒါဆိုဒီလိုပုံစံမျိုးစံထက်ကိုကတကယ်လို့ကိုသွားတဲ့နေရာလေးရှိတယ် for example my dream vacation would be a ဒီနေရာမှာလေကို adjective လေးကစားလို့ရတယ်တခြား adjective လေး for example an exciting trip to Changda အဲ့ဒါလေးရတာပဲเนาะကဲပြီးတော့ရင်နောက်ထပ် sentence 2အနေနဲ့ ကိုကဘယ်အချိန်မှာသွားကြံလဲပေါ့နော်ဘယ်အချိန်ကာလလောက်မှာသွားကြံလဲ I would like to go during autumn when the weather is cool and the leaves are colorful ဒီချာတော့သွားမယ်ဆိုလို့ရှိရင်အဲ့ဒီဒါကလည်းအေးတဲ့အတွက်ကြောင့်မလို့ဒီစောင်းဥပိုင်းလောက်တော့သွားကြံနေပေါ့နော် for autumn ပိုင်းသွားလဲကြံနေဘာကြောင့်လဲဆိုတော့ရာသီဥတုကလည်းအေးတယ်ပြီးတော့ သိရကလေးတွေရတယ်အဲ့ချိန်မှာပို့ပြီးတော့လှတဲ့အရာကိုသွေးစုံလေပေါ့နော်ကဲဒါဆိုကိုကသွားချင်တယ် for example ဆွမ်းနာချောင်းသာကိုသွားချင်တယ်ပေါ့ I would like to go during summer နွေရာသီမှာသွားချင်တယ် when နွေရာသီကဘလိုကာလမျိုးအဲ့ဒီချောင်းသာမှာဆိုဖြစ်နေပြီလေဒါမျိုးလေးကိုပို့ပြီးတော့ပြည့်ပြည့်စုံစုံဖြစ်သွားအောင်ပို့ပြီးတော့ descriptive ဖြစ်သွားအောင်တချို့တွေဒီ when နဲ့ဆက်ပြီးအနောက်ဘက်ကအားဖြည့်တဲ့ plus တစ်ခုထပ်ထည့်လိုက်တာဖြစ်ပါတယ်နော်ဒါမျိုးလေးစူးစမ်းပြီးတော့ရေးကြည့်ပါရှင် ပြီးတော့ရင်ထရိုနောက်ထပ်ဆန်တဲ့ structure တစ်ခုကြည့်ကြည့်ရအောင်မနက်ခင်းမှာဗားရီလှုပ်ချင်လဲကိုဒီနေရာကိုရောက်ပြီဆိုလို့ရှိရင် in the mornings ဒီနေရာမှာ introductory phrase လေးကိုရှင်းထုတ်လိုက်တယ်ပြီးတော့ comma လေးကုတ်လိုက်တယ် I would drink hot coffee and enjoy the fresh air လေကောင်းလေးတန်းနေရှူမယ်ပြီးတော့ coffee ပူပူလေးတောက်မယ်ဒီလိုရှင်းရှင်းလေးပဲဒါဆိုကိုကရောစနာကကိုသွားချင်တဲ့နေရာကိုရောက်ပြီဆိုရင်မနက်ခင်းမှာဗားရီလှုပ်ချင်လဲဒါလေးရေးကြည့်ရအောင်ပြီးတော့ရင်နောက်ထပ် နေခင်မိုင်းပေါ့နော် during the day နေ့တနေ့တာတော့အတွင်းမှာကတော့ကော်မလီကုတ်လိုက်မယ် I would take walks in nature and take photos and read books by the fireplace မိဘုံဘေးနားလေးမှာစာအုပ်ကလေးတွေဖတ်မယ်တပုံလေးတွေသွားရိုက်မယ်ပြီးရင်ဒီလမ်းတွေရှောက်မယ်ပေါ့နော်ကဲဒါဆိုကိုကရောကိုသွားချင်တဲ့နေရာဆွမ်းနာကချောင်းသာဆိုရင်ချောင်းသာရောက်ပြီဆိုလို့ရှိရင်ဘာကြီးလောက်ချင်လဲဒါမို့တခြားဒေတာတစ်ခုရေးထားရဲဆိုလဲဒီဒေတာဟောက်ရောက်ပြီဆိုကိုနေကင်းပိုင်းနေနေလဲနေကင်းနေတနေ့တာမှာဘယ်လိုမျိုးတွေတကုံဆုံးချင်လဲပေါ့နော် ကဲနောက်ထပ်တစ်ခုအနေနဲ့ဒီချက်တို့ညာပိုင်းပေါ့နော် at night ညာပြီးရောက်ပြီဆိုရင်တော့ i will relax and look at the stars အပန်းဖြေမဲ့ပြီးတော့ကြယ်လေးတွေကိုကြည့်မယ်ကဲဒါဆိုကိုကရောညာဘက်ရောက်ပြီဆိုဘာကြီးလုပ်မလဲတချင်းဆိုမလားဘာဘီကျူးလုပ်စားမလားဒါလေးတွေရေးလို့ရပါတယ် okay ဒါဆိုဒီချက်တို့ကိုလေ့လာခဲ့ရတာကတော့ my dream vacation story paragraph ကိုရေးနိုင်ဖို့အတွက် sentence structure လေးအရင်ကြိုပြီးတော့ပြင်ဆင်လိုက်တာဖြစ်တယ်ဒီ sentence လေးတွေရသွားပြီဆိုရင်စနကဒီချက်တို့ brainstorming လုပ်ထားတဲ့ idea လေးတွေနဲ့ပေါင်းပြီးတော့ဒီလိုနောက်ထပ် video ပိုင်းလေးမှာဒါ paragraph လေးအဖြစ်ကို short paragraph ပေါ့နော် paragraph အတူလေးကိုဖန်တီးကြည့်ရအောင်ရှင်